ဟုတ်ကဲ့ဒီ set click ကတော့ကျွန်တော် user က window update ပေးပြီပါလို့ပြောလို့ကျွန်တော်ဒီ stock update ဆိုဇဝဲလေးကိုကျွန်တော်ထည့်ပြလိုက်တယ်เนาะโอเคဒီ stock update လေးကိုဘယ်လိုပေးရမလဲပြမယ်เนาะဖွင့်လိုက်တယ်เนาะဒါဆို update ပွင့်နေတာเนาะ stock update ဆိုပြီးတွေ့လာအနေရောင်စာတိုင်းနဲ့အပေါ်မှာအဲโอเคအဲ့ဒါကိုနှိပ်လိုက်တယ်ကျွန်တော်ကနှိပ်လိုက်တော့သူကလုံနေပြီ update ပိတ်နေပြီ โอเคဒါဆိုပိတ်ပြီးတော့ post တွေတက်လာတယ်ကြုံရတယ်ပိတ်ဒါရဲတိလာ restore window update အဲ့ဒါဆိုရင် ပြန်ပြီးတော့ကျွန်တော်တို့က window update ကိုပြန်ဖွင့်လို့ရတယ်အခုလက်ရှိ window update ပိတ်သွားပြီဗျာเนาะโอเคပိတ်သွားတာမပေးလာပြမယ် setting နဲ့က update ကိုပြမယ်โอเคတွေ့လာမသိဘူးဒါဆိုရင် update ပိတ်တာเนาะ store update ကိုနဲ့လိုက်တော့ restore update ဆိုပြီးတော့ပြသွားတယ်အဲ့ဒါဆိုရင် update ပိတ်တာဒါလေးကိုမှတ်ထားမယ်โอเคအခုပြန်ဖွင့်ပြမယ်เนาะအခုပြန်ဖွင့်ပြမယ်ကျွန်တော်တို့ဒီ โอเค store update ကိုကျွန်တော်တို့ပြန်ရှာပြီးတော့ပြန်ဖွင့်ပြမယ်။ Now ဒီအောင် user တွေအတွက်အရင်လည်းတယ်နော်။ user code နဲ့ page ဖွင့်လို့လည်းရတယ်နော်။ Okay ဒီ store update software လေးอ่ะ Okay အဲ့တော့ store update ကိုပြန်နှိပ်တယ်။ Okay store update ကိုပြန်နှိပ်ပြီးတော့ဒီမှာ restore update ဆိုတာလေးဖြစ်နေတွေ့လား။ Okay အရှိတ်ကြုံညာတွေ page နော်။ Okay restore update ကိုတစ်ချက်နှိပ်အဲ့ဒါဆို update ပြန်ပွင့်သွားပါပြီ ဟုတ်လားအရင်လွယ်တယ်ကျွန်တော်ဒီတာမန်ဟိုစပစ်တီရာတော့ပဲ club boss ရပိတ်တာရေမလို့သူကတစ်ချက်ထက်နဲ့အကုန်ပိတ်ပေးတာ okay user ကိုယ်တိုင်အသုံးပြတာလွယ်တဲ့အပိတ်အပွက် stop update software လေးဖြစ်ပါတယ်เนาะဒီ software လေးကိုသုံးကြပါအခုကျွန်တော် update point နဲ့အကြောင်းပြန်ပြမယ် okay เนาะ update okay ဟုတ်လား မှန်တယ်နော်အရင်မိုက်တယ်ဒီ software ရ user ကိုအရင်အသုံးဝင်တယ်နော်ဒါကြောင့်ဒီ store update 10ရော window 10ရော window 11ရောအသုံးလို့ရပါတယ်နော်သုံးကြည့်ကြပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ